ကြောင်ထိခိုက်နေနာစွာခံစားနေရသူတွေကိုဝန်내ကြောင်ဖော်ပြတဲ့အနေနဲ့လာမည့်တင်းကြံကာလရဲ့ပွဲတော်နဲ့အခြားပွဲလမ်းသဘင်တွေမပြုတ်လုပ်တော့ဖို့အတွက် MNDA ဗဟိုဌာနချုပ်ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလစ်တပ်ကိုခန်းစားခဲ့ရတဲ့ပြည်သူတွေအပေါ်အထုဒေတာတရဲ့အစိုးရအဖွဲ့နဲ့ပြည်သူတွေကလွန်စွာစိတ်မကောင်းဖြစ်ရပြီးငလစ်ဘေးတင်ဒေတာတွေမှာရှိတဲ့ပြည်သူတွေရဲ့အခက်အခဲတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီကယ်ဆယ်ရေးနဲ့တဘာဝဘေးရန်ရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာဆောင်ရွက်ပေးသွားမယ်လို့သိရပါဗျာ။ လီတန်တင့်ဒေတာတွေကိုအလှငွေနဲ့ပစ္စည်းတွေလှူဒန်းနိုင်ဖို့အတွက်အထူးဒေတာတက်မှာရှိတဲ့မြို့နယ်ခရိုင်တွေကကောင်းဆောင်တအူးစီရွေးချယ်ကတဘာဝဘေးကယ်ဆယ်ရေးအဖွဲ့တွေဖွဲ့စည်းကဒေတာခန့်အရက်ဖက်အဖွဲ့တွေကိုကုညီထောက်ပံ့ပေးနိုင်ဖို့ငလင်ဘေးတင့်ဒေတာမှာရှိတဲ့သက်ဆိုင်ရာအဖွဲ့စည်းတွေနဲ့ချိတ်ဆက်ကကယ်ဆယ်ရေးနဲ့စေတနာဝန်ထမ်းဝန်ဆောင်မှုတွေအကောင့်ထဲပေါ်ဖို့အတွက်ငလင်တန်တင့်ဒေတာတွေကိုတွားရောက်ကုညီပေးဖို့အတွက်လဲညွှန်ကြားထားပါတယ် ဒါပြင်အထုဒေတာအတွင်းမှာရှိတဲ့ဆေးရုံအလုံးအနေနဲ့ငလင်တန်တဲ့ဒေတာတွေကလျှောက်ရှိလာမဲ့လူနာတွေအတွက်အခမဲ့ဆေးဝါးကုသမှုအကူအညီတွေပေးနိုင်ဖို့နဲ့အထုဒေတာကအစိုးရအဖွဲ့တွေနဲ့ပြည်သူတွေကငလင်တန်တဲ့ဒေတာတွေကပြည်သူတွေရောက်ရှိလာတဲ့အခါအခမဲ့အစားအသောက်နေရာထိုင်ခင်းတွေကိုထောက်ပံ့ကူညီဖို့လဲတိုက်တွန်းထားပါတယ်ရှင်။ မတ်လ28ရက်နေ့မွန်လွယ်ပိုင်းကလှုပ်ခဲ့တဲ့အင်အား9.8 Richter scale အဆင့်ရှိတဲ့ငလင်ကြီးရဲ့နောက်ဆက်တွဲဖြစ်လက်စစ်မီပြတ်တောက်မှုနဲ့ရေပြက်လက်မှုတွေကိုစစ်ကောင်စီအခြေဆိုင်ရာနေပြီးတော့မှကြုံတွေ့နေကြရပါတယ်ငလင်လှုပ်ပြီးရဲ့နောက်ပိုင်း၂ရက်လောက်ကြာတဲ့အထိလျှက်စစ်မီပြန်လဲရရှိခြင်းမရှိသေးသလိုတချို့နေရာတွေကရေတွင်းတွေရေပြန်လဲထွက်တာလည်းမရှိသေးပါဘူး။ မြို့ပေါ်ကနေအိမ်တွေနဲ့ဆိုင်တချို့ကတော့လျှက်စစ်မီပြတ်တောက်တဲ့အချိန်ရေတင်မရတာကြောင့်စားတော့ဆိုင်ချိုးပိတ်ထားရတယ်လို့တချို့ကလည်းတုံးရီကိုဝယ်ပြီးတုံးနေရတယ်လို့ဆိုပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခဲ့တဲ့ငလင်ကြီးကြောင့်နေပြီးတော့အတွင်းကနေအိမ်တိုက်တာတွေလမ်းတွေပျက်စီးမှုရှိခဲ့တယ်လို့ဖုန်းလိုင်းအင်တာနက်လိုင်းတွေလည်းအနည်းငယ်သာသုံးစွဲလို့ရသေးတယ်လို့သိရပါပါတယ်ရှင်။ ဗီယက်နမ်ပြည်သူတပ်မတော်ကတပ်ဖွဲ့ဝင်89ဦးကိုဒီကနေ့မတ်လ30ရက်နေ့မွန်လွဲပိုင်းမှာမြန်မာနိုင်ငံကမင်းငလင်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက်ထွက်ခွာလာနိုင်ကြောင်းဗီယက်နမ်သတင်း Hanoi News မှာဖော်ပြပါရယ်ဗီယက်နမ်ကပင်ချန်းတပ်မဟာ229ကရဲဘော်အရာရှိ9ယောက်ကျေးစားစစ်သား24ယောက်စုစုပေါင်းအယောက်30ပါဝင်ပါရယ် စစ်တီတွေဟာနိုင်ငံရေးနောက်ခံခိုင်မာကျွမ်းကျင်မှုနဲ့ကျမ်းမာရေးကောင်းမွန်တဲ့စစ်သားများဖြစ်ကြပြီးတချို့သောရဲဘော်တွေကအင်္ဂလိပ်စာကျွမ်းကျင်ကကယ်ဆယ်ရေးအတွေ့အကြုံများကြောင်းရေးသားထားပါတယ်။အခုလွတ်မဲ့အဖွဲ့နဲ့အတူခေမီလက်နက်ပစ္စည်းနဲ့မော်တာကားတွေကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်အထူးပြုထားတဲ့ DSA ရုပ်တံဖန်းအတံဖန်းကရိယာအပြင်တားကောင်ရှာဖွေရေးကရိယာတွေနဲ့အတူလာရောက်မှာဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ မြမငလျင်အတွက်ကေဇေးသမား82ယောက်ကိုမတ်လ29ရက်နေ့ကတရုတ်နိုင်ငံကနေဆေးလွတ်ခဲ့တယ်လို့ CCTV သတင်းဌာနကဖော်ပြပါဗယ်။တရုတ်သမရာရှိချင်းဖြင့်ကလူတစ်ထောင်ထက်မနည်းတည်ဆုံးခဲ့တဲ့ငလျင်နဲ့ပတ်သက်ပြီးဝန်내ကြောင်းတဝန်လွာကိုမြမစစ်ကောင်းဆောင်စီကိုပေးပို့ခဲ့တယ်လို့ဒေတာရဲမီဒီယာတွေကဖော်ပြပါဗယ်။အဲ့ဒီဝန်내ကြောင်းတဝန်လာမှာမြန်မာနိုင်ငံရဲ့ငလင်လန်ထိခိုက်ခံစားနေရတဲ့နေရာတွေကိုကုညီကယ်ဆယ်မှုတွေပြုလုပ်ဖို့ကယ်ဆယ်ရေးအဖွဲ့တွေဆေးလွတ်မယ်လို့လည်းပါဝင်ပါတယ်။ တောင်ကိုရီးယားနိုင်ငံကလည်းနိုင်ငံတကာအဖွဲ့တွေကနေကနအိုးကူညီမှုအဖြစ်လူသားချင်းစာနာမှုအတွက်ဒေါ်လာ2တန်းအကူအညီပေးသွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကစနေနေ့မှာထုတ်ပြန်ထားပါဗျ။အရှိတောင်အာရှနိုင်ငံတွေဖြစ်တဲ့မလေးရှားနဲ့အင်ဒိုနီးရှားနိုင်ငံတို့ကလည်းကယ်ဆယ်ရေးသမားတွေဆေးလွတ်ဖို့နဲ့အကူအညီပေးဖို့ကမ်းလှမ်းထားပါတယ်။မလေးရှားနိုင်ငံကတဘာဝ BNA ရဲ့စီမံမှုအေဂျင်စီကလူ၁၀ရောက်ပို့ပေးထားတယ်လို့လူ၄၀ထပ်ပြီးပို့ပေးမယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။ အင်ဒိုနီးရှားသမ္မတကလည်းမြန်မာနဲ့ထိုင်းနိုင်ငံငလျင်အတွက်ဝန်ထဲကြောင့်သဝန်လွာပေးပို့ခဲ့ပြီးအကူအညီပေးဖို့ကမ်းလှမ်းထားပါတယ်။ပြင်းထန်တဲ့ငလျင်ကြောင်မြန်မာနိုင်ငံမှာသခိုင်းမန္တလေးမကွေးပဲခူးရှမ်းအရှေ့ပိုင်းနေပြည်တော်တို့အရေးပေါ်ကယ်ဆယ်ရေးတွေလိုအပ်နေကြပါတယ်။တောက်ကြနေကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်ကိုချင်းမိုင်ဟိုချီမင်းမန်ကောက်မြို့တို့မှာလည်းခန်းစားခဲ့ရပါတယ်ရှင်။ မြန်မာငလျင်ပေးအတွက်ဩစတြေးလျနိုင်ငံကနေကနအူးအကူအညီဒေါ်လာ2တန်းကိုအပြည်ပြည်ဆိုင်ရာချက်ချေနေအသင်း ICRC ကနေတဆင့်ပေးအပ်သွားမယ်လို့ဩစတြေးလျအစိုးရကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။ဩစတြေးလျအစိုးရအနေနဲ့ငလျင်ပေးအကူအညီတွေကိုမြန်မာစစ်ကောင်စီစီကိုတိုက်ရိုက်ငွေကြေးထောက်ပံ့မှုပြုလုပ်မှာမဟုတ်ပဲထိရောက်သေးတဲ့အစီအစဉ်များဆောင်ရွက်သွားမယ်လို့နိုင်ငံခြားရေးဝန်ကြီးနဲ့နိုင်ငံတကာဖွံ့ဖြိုးရေးနဲ့ပစိဖိတ်ရေးရာဝန်ကြီးနဲ့ပူးတွဲသတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။ ဩစတြေးလျရဲ့ငလင်ပေးအထောက်ပံ့တွေဟာအရေးပေါ်ဆေးဘက်ဆိုင်ရာအကူအညီတွေနဲ့အသက်ကယ်ရေးအကူအညီတွေဆောင်ရွက်နိုင်ဖို့ ICRC ကနေကူညီပံ့ပိုးသွားမှာဖြစ်ပါတယ်။ဒါပြင်ဩစတြေးလျအနေနဲ့မြန်မာနိုင်ငံရဲ့ရှိပီးသားဒုက္ခအခြေအနေတွေကိုပုံမဆိုးဝါးစေတဲ့မတ်လ28ရက်နေ့ငလင်ဖြစ်စေအတွက်ဝန်내ကြောင်းမြန်မာငလင်ပေးအတွက်ကုလသမဂ္ဂဗဟုအရေးပေါ်အရေးမြင့်ပံ့ပိုးမှုရန်ပုံငွေ UNCRF ကနေဒေါ်လာ5သန်းတိုက်ရိုက်ထုတ်ပေးမှုကိုလည်းကြိုဆိုကြောင်းဖော်ပြထားပါတယ်ရှင်။ မြန်မာနိုင်ငံမှာပြင်းအား Richter scale 9.8ရှိတဲ့ငလင်လှုပ်ခတ်ခဲ့မှုကြောင့်ပျက်စီးပြိုကျနေတဲ့အဆောက်အုံတွေကြားပိတ်မိနေသူတွေကိုကယ်ဆယ်ဖို့နိုင်ငံတကာကရောက်ရှိနေတဲ့ကုညီကယ်ဆယ်ရေးသမားတွေစတင်ပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပြီလို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ မတ်လ30ရက်နေ့ဒီကနေ့မှာမန္တလေးမြို့ပေါ်က Sky Villa ကွန်ဒိုကိုတော့တရုတ်နိုင်ငံကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကူညီကယ်ဆယ်နေပြီး Great Wall Hotel ပြုကြပျက်စီးနေတဲ့နေရာကိုတော့အိန္ဒိယနိုင်ငံကရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာပါဝင်ကူညီဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကရှာဖွေခဲ့စေတပ်ဖွဲ့ဝင်တွေကတော့နေပြီးတော့စပူတီရီမြို့နယ်တပြေကုန်းရက်ကွက်တစ္ဆာနှစ်လန်းကပြိုကျပျက်စီးနေတဲ့အဆောက်အုံအောက်ပိတ်မိနေတဲ့အသက်ရှင်ကျန်ရစ်သူတယောက်ကိုကဲထုတ်နိုင်ခဲ့တယ်လို့လည်းမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်ရှင်စကိုင်းငလင်လှုပ်ခတ်ပြီးနောက်တနေ့မတ်လ29ရက်နေ့ကစပြီးအေယာရီတိုင်းမှာရှိတဲ့ပသိမ်မြို့မှာပိလက်မြေဈေးနှုန်းတက်သွားပြီလို့လူတလောက်ဝယ်လို့မရတော့ဘူးလို့ဒေသခံတွေစီကသိရပါဗျ။ ီလက်မြေဈေးကငလင်မလုတ်ခင်တိတ်ကိုကျက်2000လောက်ရှိရာကနေမော့စလာ29ရက်နေ့မှာကျက်3000အထိတက်သွားပြီးပစ္စည်းကိုလိုသလောက်ဝယ်လို့ရမမရဘူးဖြစ်နေရလို့ပသိမ်မြို့ကန်ကပြောပါတယ်ပတိန်မြို့အိမ်ဆောက်ပစ္စည်းအယောင်းဆိုင်တွေမှာဘီလက်မြေအိတ်တွေရှိပေမဲ့ဝယ်ယူသူတွေကိုအကန့်အသတ်နဲ့သာရောင်းချပေးနေတယ်လို့ပတိန်မြို့ကန်တွေစီကသိရပါဗျ။ မတ်လ28ရက်နေ့မော်လယ်ပိုင်းကမန္တလေးနဲ့စကိုင်းကိုဗဟိုပြုပြီးအင်အားပြင်းမြင်းကလေးကြီးလှုပ်ခတ်ခဲ့လို့လူနေအိမ်တွေလမ်းတရတွေအဆောက်အဦတွေများစွာပျက်စီးခဲ့တာဖြစ်ပြီးအရာတွေတိုင်းပသိမ်မြို့မှာတော့ငလင်တန်းကြောင့်ထိခိုက်ပျက်စီးတဲ့သတင်းတွေမရရှိခဲ့ပါဘူးရှင်ဒီကနေ့မတ်လ30ရက်နေ့မြန်မာစံတော်ချိန်မွန်လွယ်တနာရီ38မိနစ်လောက်ကမန္တလေးမြို့အနောက်မြောက်ဘက်28ကီလိုမီတာအကွာမတရားမျိုးနယ်တဲကိုဗဟိုပြုတ်ပြီး ြင်းအား9.5မဂနီကျူအနက်10ကီလိုမီတာ ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့ကမ္ဘာတဝန်းငလင်လှုပ်ခတ်မှုတွေကိုစောင့်ကြည့်နေတဲ့ USGS အဖွဲ့ကထုတ်ပြန်ပါတယ်။မန္တလေးမြို့မှာ PK28 ရဲ့နေကငလင်ကြောင့်ပြိုကျမှုတွေအောက်မှာပိတ်မိနေသူတွေကိုကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေတဲ့အချိန်မှာတိတာတဲ့လှုပ်ခတ်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။ငလင်ဗဟိုချက်နဲ့35ကီလိုမီတာအကွာမှာရှိတဲ့စကိုင်းတိုင်းတွေကနေရာတွေမှာလည်းငလင်လှုပ်ခတ်မှုတွေခန်းဆားနေရကြောင်းဒေသခံတွေကပြောပါတယ်။ မတ်လ28ရက်နေ့နောက်ပိုင်းနောက်ဆက်တွဲလှုပ်ခတ်မှု after shock အချိန်ပေါင်း160ကျော်ရှိလာပြီဖြစ်ပါတယ်ရှင်။ငလင်တန်တင့်ခဲ့တဲ့ဒေတာကပြည်သူတွေအနေနဲ့ကင်းနီပြည်နယ်အတွင်းလာရောက်ခိုလုံမယ်ဆိုရင်အတက်နိုင်ဆုံးကူညီပံ့ပိုးပေးမယ်လို့ကင်းနီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကမတ်လ29ရက်နေ့မှာထုတ်ပြန်ထားပါဗျာ။ တဘာဝဘေးအန္တရာယ်နဲ့လူလုံဘေးအန္တရာယ်ကြောင့်ခက်ခဲနေသူတွေအနေနဲ့ကင်းနီပြည်နယ်တွေကိုလာရောက်ခိုလုံနိုင်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုတဲ့ကောင်းစဉ်အောက်ကနေဝင်ရောက်ခိုလုံဖို့ဖိတ်ခေါ်တာဖြစ်တယ်လို့ IC အတွင်းရေးမှူးနှစ်ဦးပညာကပြောပါရယ်။နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းအမှန်တကယ်လိုအပ်နေတဲ့ပြည်သူတွေရဲ့လက်ထဲကိုရောက်စေဖို့အရက်ဖက်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပေးနိုင်ဖို့ကိုလည်းနိုင်ငံတကာအစိုးရတွေအနေနဲ့နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေကိုတောင်းဆိုထားပါရယ်။ အလင်းရဲ့နောက်ဆက်တွဲအနေနဲ့စာဝတ်နေရဲ့အခက်အခဲကြုံနိုင်တာကြောင့်တပ်ဆိုင်ရာအဖွဲ့အစည်းတွေ၊ကုညီကယ်ဆယ်ရေးတွေနဲ့တဘာဝဘေးအန္တရာယ်တွေကိုကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှင်။အားပြင်းငလင်လှုပ်ခတ်ပြီးနိုင်ပိုင်းကလေးကစစ်ကောင်စီကအရေးပေါ်အခြေအနေကြီးညာထားတဲ့ဒေသတွေကကြေးရွာတချို့ကိုလေကြောင်းတိုက်ခိုက်မှုဇက်တိုက်ပြုလုပ်နေပါတယ်။ မတ်လ30ရက်နေ့မနက်10:00နာရီမှာမကွေးတိုင်းပေါ့မြို့နယ်နေ့လယ်12:00နာရီဝန်းကျင်မှာရှမ်းပြည်နယ်တောင်ပိုင်းနှောင်းချုံမြို့နယ်စတဲ့နေရာတွေကိုလေကြောင်းတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါရယ်။တနင်္လာနေ့တိုင်းပလောမြို့နယ်ကိုလည်းမနက်10:00နာရီမှာ drone နဲ့ဖုံးသီးချတိုက်ခတ်မှုပြုလုပ်ခဲ့တယ်လို့သိရပါရယ်။လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာတွေဟာဖုန်းလိုင်းနဲ့ internet line ဖြတ်တောက်ခံထားရတဲ့အတွက်ထိခိုက်မှုအသေးစိတ်ကိုတော့ TV ကအတိမပြုနိုင်သေးပါဘူး။ငလင်ကြောင့်ထိခိုက်မှုများတဲ့သခိုင်းတိုင်းမန္တလေး မကွေးနဲ့ရှမ်းပြည်နယ်နေပြည်တော်ပဲခူးတို့မှာငလင်တန်တင့်တဲ့နေရာတွေကိုစစ်ကောင်စီကအရေးပေါ်အခြေအနေအဖြစ်ကြေညာချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကတော့မတ်လ30ရက်နေ့ကစပြီးနှစ်ပတ်အကြာထိုးစစ်ရန်နာမယ်လို့ကြေညာထားပေမဲ့စစ်ကောင်စီကတော့လေကြောင်းတိုက်ခတ်မှုတွေဆက်ပြီးပြုလုပ်နေတာပဲဖြစ်ပါတယ်ရှင်။ ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံကိုမတ်လ31ရက်နေ့ထိဆက်သွယ်ရေး operator အတိုင်းကနေအခမဲ့ဖုန်းခေါ်ဆိုနိုင်ပြီလို့ထိုင်းနိုင်ငံပိုင်းတယ်လီကွန်ကုမ္ပဏီကနေမတ်လ29ရက်နေ့မှာထုတ်ပြန်ချက်ရသိရပါတယ်ဖုန်းခေါ်ဆိုမှုမှာအရင်ဆုံး001 800 001ကိုခေါ်ဆိုရမှာဖြစ်ပြီးအင်္ဂလိပ်ဘာသာစကားနဲ့ free call အခမဲ့ခေါ်ဆိုနိုင်တယ်ဆိုတဲ့ဖြည့်ကြားတဲ့ကြားပြီးတာနဲ့009 95နောက်ကနေခေါ်ဆိုလို့တဲ့ဖုန်းနံပါတ်ကိုထည့်သွင်းပြီးခေါ်ဆိုနိုင်ပါတယ် မလင်တန်ကြောင့်ထိခိုက်ပျက်စီးမှုတွေရှိနေတဲ့မြန်မာနိုင်ငံကိုဖုန်းခေါ်ဆိုနိုင်ဖို့အတွက်အကူအညီပေးတဲ့အနေနဲ့အခုလိုအခမဲ့ဖုန်းခေါ်ဆိုခွင့်ကိုထိုင်းဆိုရကခွင့်ပြုပေးလိုက်တာပါလက်ရှိမှာတော့မြန်မာနိုင်ငံနေရာအနှံ့တော်တော်များများမှာငလင်တန်းကြောင့်လှည့်စင်ပြီးပြတ်တောက်မှုတွေဖြစ်နေပြီးဖုန်းလိုင်းအင်တာနက်လိုင်းဆက်သွယ်ရေးအခက်အခဲတွေရှိနေကြပါတယ်ရှင်။ မတ်လ28ရက်နေ့မွန်လွယ်ပိုင်းကလှုပ်ခတ်သွားခဲ့တဲ့အင်အားပြင်းငလင်ကြောင့်ရှမ်းပြည်နယ်တောင်ပိုင်းအောင်ပန်းမြို့မှာဟိုတယ်အောင်ပန်းပြိုကျပျက်စီးသွားခဲ့ပြီးမတ်လ30ရက်နေ့ဒီကနေ့အထိကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေရတော့ပဲလို့ဒေသခံတွေကပြောပါတယ်။အောင်ပန်းမြို့ဒေသခံတအုပ်ကတော့တန်ရတာကအမျိုးသမီး18ဦးအမျိုးသား10ဦးနဲ့တေဆုံးတာက3ဦးနောက်ထပ်6ဦးကတေဆုံးရက်သားထက်တွေ့တာဆိုတော့တေဆုံးသူက9ဦးဖြစ်သွားတယ်လို့လက်ရှိအခြေအနေကိုပြောပြခဲ့ပါတယ်။ ်အောင်ပန်းမြို့မှာအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်တခြားအဆောက်အုံတွေဖျားကြောင်းကန်တွေတာသနိကအဆောက်အုံတွေအနှဲငယ်ပဲထိခိုက်ပျက်စီးခဲ့ပြီးအဆိုးဝါးဆုံးထိခိုက်ပျက်စီးမှုကတော့ဟိုတယ်အောင်ပန်းတစ်ခုတည်းသာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်အောင်ပန်းမြို့မှာငလင်လှုပ်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေဒီကနေ့မတ်လ30ရက်နေ့အထိလက်ဆက်မီးတွေလည်းပြတ်နေတဲ့အခြေအနေဖြစ်တယ်လို့လည်းသိရပါပါတယ်ရှင်။ ီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့9.9 register စကေးရှိတဲ့အင်အားပြင်းငလှင်ကြောင့်လှုပ်ခတ်အပြီး3ရက်ကျော်အကြာဒီကနေ့မတ်လ30ရက်နေ့မွန်လွယ်3နာရီအထိ DV ကကောက်ယူရရှိထားတဲ့စီးရင်တွေအရမြန်မာနိုင်ငံအနှံ့သိဆုံးသူအယောက်2600ယောက်ထိရှိလာပြီဖြစ်ပါတယ်မန္တလေးမြို့အပါအဝင်မန္တလေးတိုင်းမှာတည်ဆုံးသူ1990ယောက်နေပြည်တော်ကောင်စီနယ်မြေမှာ402ယောက်ရှမ်းပြည်တောင်ပိုင်းမှာ86ယောက် စကိုင်းမြို့အပါဝင်စကိုင်းတိုင်းမှာ314ရောက်ပဲခူးတိုင်းမှာ35ရောက်တိုက်ဆုံးခဲ့ပါတယ်စစ်ကောင်စီဘက်ကတော့မတ်လ30ရက်နေ့နေ့လယ်အချိန်ထိတိစုံခဲ့ရသူစုစုပေါင်း1900ခန့်ဒဏ်ရာရှိသူ3400ခန့်နဲ့ကြောက်ဆုံးသူ300နီးပါးခန့်ရှိနေပြီးတိစုံသူအရေအတွက်ထပ်မံတိုးလာနိုင်ကြောင်းနဲ့အသေးစိတ်အချက်အလက်တွေဆက်လက်ကြေညာရှိတယ်လို့ထုတ်ပြန်ကြေညာထားပါတယ်ရှင်။ မြန်မာနဲ့ထိုင်းနိုင်ငံငလျင်ကြောင်းအရေးပေါ်ကယ်ဆယ်ရေးတွေပြုလုပ်ဖို့ကနအူးပံ့ပိုးမှုစင်ကာပူဒေါ်လာ3သိန်းခွဲထောက်ပံ့မှာဖြစ်ကြောင်းစင်ကာပူကြက်ချီနီအဖွဲ့ကကတိပြုပါရယ်။အရေးပေါ်နေရာတွေမှာထောက်ပံ့ကြေးတွေအသုံးပြုမှာဖြစ်တယ်လို့စင်ကာပူကြက်ချီနီအဖွဲ့ကမတ်လ29ရက်နေ့မှာသတင်းထုတ်ပြန်ပါရယ်။အဲ့ဒီပံ့ပိုးမှုတွေမှာရေး၊အစာအသောက်၊ဆောင်း၊မိုးကာစားတွေ၊တကွေသုံးပစ္စည်းတွေစတဲ့မရှိမဖြစ်အသုံးဆောင်တွေပါဝင်ပြီးတော့မြန်မာနဲ့ထိုင်းကြက်ချီနီအဖွဲ့တွေပေးအပ်မှာဖြစ်ကြောင်း ငလင်တန်းခန်းစားရမှုနဲ့ပတ်သက်ပြီးအရန်စိတ်မကောင်းဖြစ်ရကြောင်းဒဏ်ရတာတွေဆုံးခွာ ထွက်ပြေးရတာတွေနဲ့အကူအညီတွေအရေးပေါ်လိုအပ်နေပြီးအဆောက်အုံတွေလည်းပြက်စီးခဲ့လို့အရေးပေါ်ကူညီမှုတွေလိုအပ်နေကမြေပြင်ကယ်ဆယ်ရေးတွေလည်းလုပ်နေရကြောင်းဆိုပါတယ်မြန်မာနဲ့ထိုင်းမှာတောက်ကြနေကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မင်းညကအထိ လူ2000နီးပါးတေဆုံးခဲ့ရပါတယ်။အဆောက်အုံတွေလည်းပြိုကျမှုတွေဖြစ်ပွားခဲ့လို့တေဆုံးသူအရေးအတွက်ဟာပိုပြီးတိုးလာမယ်လို့ခန့်မှန်းရပါတယ်ရှင်။ နေပြည်တော်မှာမတ်လ29ရက်နေ့ညတကောင်အချိန်မှာငလျင်ထပ်မံလှုပ်ခတ်ခဲ့တာကြောင့်နေအိမ်တွေထပ်ပြီးပြိုကျပျက်စီးတာတွေဖြစ်ခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။နေပြည်တော်စပူသီရီမြို့နယ်ဒုက္ခသည်တိရက်ကွက်မှာနေတဲ့ဒေသခံတအုပ်ကစနစ်ခွဲတနအိလောက်ကလှုပ်ခတ်သွားတာပါ။လှုပ်တုံးကခလာပဲလှုပ်တယ်တတော်ပြင်းနေအကုန်လုံးတိုက်တွေကွဲအကုန်လုံးအိမ်တွေပြိုမြေတွေပြိုဖြစ်တာပါလို့ TV ကိုပြောပြခဲ့ပါဗျ။ ီလိုငလေးလှုပ်ခတ်ခဲ့မှုကြောင့်သူတို့တရက်ကွက်လုံးမဟုတ်ပဲတမျိုးလုံးဘသူမှအိမ်ထဲမှာမနေရကြပဲမတ်လ30ရက်နေ့မနက်ပိုင်းချိန်ထိအကုန်လုံးအိမ်ပြင်ထွက်နေနေကြရတယ်လို့ဆိုပါတယ်အိမ်တွေပြိုကျပျက်စီးတာတွေရှိသလိုမပြိုဘဲကြံခဲ့တဲ့အိမ်တွေဆိုရင်လည်းအောက်ကိုကျုံဝင်ကုန်တယ်လို့သိရပါဗျ။နေပြီးတော့စပူတီရီမြို့နယ်ကငလင်တန်တင့်ပြူသူတွေအနေနဲ့မီးပြက်ရေပြက်အခြေအနေတွေဖြစ်နေပြီးချက်ပြုတ်စားတောက်ဖို့မဖြစ်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ဒေသခံတွေကဆိုပါဗျ။ ။ကုညီကယ်ဆယ်ရေးတွေလည်းမရှိသလိုကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲအဆင်ပြေသလိုနေနေကြပြီးနေဖို့ထိုင်ဖို့တခုခုအစီအစဉ်ပေးဖို့လိုရလို့လည်းဒေသခံတွေကတောင်းဆိုထားကြပါရဲ့ရှင်။ငလင်ပေးတဲ့မြန်မာနိုင်ငံနဲ့ထိုင်းနိုင်ငံတို့အတွက်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်အောင် Starlink ဆက်တွေကိုကူညီဖို့ဆန္ဒရှိကြောင်းကုမ္ပဏီဘက်ကမတ်လ29ရက်နေ့မှာထုတ်ပြန်ပါတယ်။ SpaceX အဖွဲ့ဟာဆက်သွယ်ရေးလိုအပ်ချက်နဲ့ကင်ဆယ်ရေးတိုးပမ်းမှုတွေကိုကူညီဖို့အတွက် Starlink ကိရိယာတွေကိုပံ့ပိုးပေးဖို့ပြင်ဆင်နေပါတယ်လို့သူတို့ရဲ့တရားဝင်လူမှုကွန်ရက်မှာရေးသားထားကြတာပါ။ကူညီနိုင်ဖို့အတွက်လိုအပ်ချက်ဖြစ်တဲ့အာဏာပိုင်တွေရဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေတာလို့လည်း Elon Musk ရဲ့ Starlink ကုမ္ပဏီကဆိုပါတယ်။ American သမ္မတ Donald Trump ကလည်းမြန်မာငလျင်ပေးအတွက်အကူအညီတွေပေးရသွားမယ်လို့ March 28ရက်နေ့မှာပြောထားပေမယ့်ဘလို့အကူအညီတွေပေးမယ်ဆိုတာအသေးစိတ်ပြောဆိုတာမျိုးမရှိသေးပါဘူး။ မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့9.9 Richard scale ရှိတဲ့အင်အားပြင်းငလင်ကြောင့်လှုပ်ခတ်အပြီး43နာရီအကြာမှာ DV ကကောက်ယူထားတဲ့စည်ရင်းတွေအရမြန်မာနိုင်ငံအနှံ့သေဆုံးသူ2000ကျော်ထိရှိလာပြီဖြစ်ပါရဲ့ရှင်။ မတ်လ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုပြင်းအားမဂနီကျူ9.8အဆင့်ရှိတဲ့မြင်းကလေးလှုပ်ခတ်ခဲ့တာမှာငလေးဘေးဒဏ်တင်ပြည်သူပြည်သားတွေအတွက် UK အစိုးရကနေ Starlink ပေါင်း10တန်းထောက်ပံ့ကြောင်း UK အစိုးရကမတ်လ29ရက်နေ့ကကြေညာခဲ့ပါတယ်ရမုံငွေစီစဉ်ကနေငလင်တန်အပြင်းထန်ဆုံးခံရတဲ့ဒေသတွေကိုအကူအညီတွေတိုးမြင့်ပေးသွားမှာဖြစ်ပြီးအစားအစာ၊ရေ၊စေဝါးနဲ့နေစရာမိုးကာတွေအတွက်အဓိကကူညီဆောင်ရွက်ပေးသွားမယ်လို့ဆိုပါတယ်။ ပြည်내ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီး Baroness Chapman ကပြင်းထန်တဲ့ငလျင်လှုပ်ခတ်ပြီးတဲ့နောက် UK ကမြန်မာပြည်သူပြည်သားတွေစီကိုအသက်ကယ်အကူအညီတွေချက်ချင်းပေးပို့လျက်ရှိနေပါတယ်။ဒီကြေကွဲဖြစ်ရက်အတွက်မြန်မာပြည်သူပြည်သားတွေအားလုံးကိုအလေးနက်ဆုံးသောကိုကျင်းဆောင်မှုနဲ့ဂရုဏာတက်မိပါတယ်လို့ပြောဆိုထားပါတယ်။ UK ရဲ့ရန်ပုံငွေထောက်ပံ့ထားတဲ့ Starling ပေါင်၁၀တန်းကပြည်တွင်းမိဖက်အဖွဲ့အစည်းတွေအနေနဲ့မြေပြင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာတုံ့ပြန်ဆောင်ရွက်မှုတွေကိုအကောင့်ထည့်ဖို့ဆောင်ရွက်တော်မှာအထောက်ပံ့ကောင်းဖြစ်ဖို့အရွယ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ငလင်တန်ကိုခန်းစားခဲ့ရတဲ့သခိုင်းမျိုးမှာတိတ်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေကိုဆွဲထုတ်နိုင်တာမရှိသေးတာကြောင့်အပုတ်နှံ့တွေထွက်နေပြီလို့သခိုင်းမျိုးကန်တွေစီကသိရပါဗျ။ ငလင်ကြောင့်သခိုင်းမျိုးတစ်ခုလုံးဤပါပြက်စီးခဲ့ရပြီးလက်ရှိအချိန်အထိအဆောက်အဦပြက်တွေကြောင့်မှပိတ်မိနေသူတွေဒီကနေ့အထိဆွဲထုတ်နိုင်တာမရှိသေးသလိုတည်ဆုံးသူတွေရဲ့ရုပ်အလောင်းတွေဟာလည်းဆွဲထုတ်နိုင်တာမျိုးမရှိသေးတာကြောင့်အပုတ်နှံ့တွေရနေကကဲဇယီအင်အားနှဲပါနေတယ်လို့သခိုင်းမျိုးကန်တွေကပြောပါတယ်ကဲဇေးအင်အားအရန်နေပါပါတယ်။ကုညီပေးသူတွေရှိပေမဲ့တမျိုးလုံးနဲ့ရှင်ရာခိုင်နှုန်းနည်းနည်းပဲရှိတယ်။ရေ၊ဆေးဝါးအလောင်းထဲတဲ့အိတ်တွေအရန်ကိုလိုပါတယ်။ ကူညီပေးကြစေချင်ပါတယ်လို့စကိုင်းမြို့ကန်တအုပ်ကပြောပါတယ်။ငလင်တန်တဲ့စကိုင်းမြို့ဟာ80ရာခိုင်နှုန်းလောက်ပျက်စီးသွားခဲ့ရပြီးတည်ဆုံးသူအရေးအတွက်ဟာလည်းမန္တလေးမြို့ထက်ပိုများနိုင်တယ်လို့လက်ရှိစေယုံတွေမှာလည်းအလောင်းတွေနဲ့ပြည့်နေပြီးဒဏ်ရာရသူတွေများပြားလွန်းလာကြောင်းစေယုံကရင်တွေမလုံလောက်မှုစေဝါမလုံလောက်မှုတွေနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။စစ်ကောင်စီကတခြားမျိုးတွေမှသာကေသေးရေးတွေလုပ်နေပေမဲ့သခိုင်းမှာတော့စစ်ကောင်စီနဲ့ပတ်သက်တဲ့ကေသေးရေးတွေမတွေ့ရဘူးလို့သခိုင်းမျိုးကိုတွားရောက်ကူညီနေသူတွေကပြောပါရယ် နောက်တစ်ပတ်အထိဓာတ်ပေါ်ရီတွေမထုတ်နိုင်ရင်အခြေအနေပိုဆိုးနိုင်သလိုပိတ်မိနေသူတွေမကယ်ထုတ်နိုင်ရင်သေဆုံးသူအရေအတွက်တိုးနိုင်ကြောင်းနဲ့ကေဆေးအင်အားနှဲတော့တနေရာမှာအရင်ကယ်ပြီးမှနောက်တနေရာကို ပြောင်းလို့ရတာဖြစ်ကြောင်းမုံရွာမြို့ကနေသခိုင်းကိုရောက်နေတဲ့ကေဆေးသမားတအုပ်ကပြောပါရရှင်။ မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.8ရှိတဲ့ငလင်တန်းကြောင့်အသက်အိုးအိမ်စီးစိမ်တွေပျက်စီးဆုံးရှုံးမှုတွေအတွက်ထောက်ပံ့ပေးနိုင်ဖို့ရှမ်းပြည်ပူပေါင်းဆောင်ရွက်ရေးကော်မတီကအဖွဲ့အစည်းတွေအနေနဲ့ကနအိုးမတီငွေ3800ထည့်ဝင်ကြောင်းမတ်လ30ရက်နေ့ဒီကနေ့မှာထုတ်ပြန်ကြေညာပါတယ်မိမိတို့ရှမ်းပြည်ပူပေါင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင်အဖွဲ့အစည်းတွေများမှကနအူးမတီငွေ3800ထက်ဝင်ရပြီးငလင်ဘေးဒဏ်တင်ပြည်သူများကိုကုညီရေးစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ရှမ်းစာနယ်ရောမြန်မာစာနယ်ပါဖော်ပြထားတဲ့ထုတ်ပြန်ချက်ထဲမှာတော့တရုတ်အိန္ဒိယတို့အပါအဝင်နိုင်ငံတကာအသိုင်းအဝန်းကငလင်တန်သင်ပြသူတွေအတွက် ထောက်ပံ့ကူညီပေးတာကိုကျေးဇူးတင်ကြောင်းပြောကြားထားပြီးအကူအညီရေးတွေလှုံ့ဆော်နေရမှာစစ်ရေးနိုင်ငံရေးနယ်မြေဒေသတွေအကန့်အသတ်ပေါင်းတွေကိုကြော်လွန်ပြီးပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်ရှမ်းပြည်ပူပေါင်းဆောင်ရွက်ရေးကော်မတီနဲ့အတူအလွန်ငွေထည့်ဝင်လိုတဲ့တခြားသောကုညီထောက်ပံ့ပေးရလူတိုင်းရရှိပါကလည်းကော်မတီကိုဆက်သွယ်နိုင်ကြောင်းဖိတ်ခေါ်ထားပါသေးတယ်ရှင်။ ကိုင်းတိုင်းစကိုင်းမြို့မှာလှုပ်ခတ်သွားတဲ့ငလင်တန်းကြောင့်ထိခိုက်ပျက်စီးသွားတဲ့အပျက်စီးတွေနဲ့ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုထိထိရရောက်မဆောင်ရွက်နိုင်သေးဘူးလို့ကုညီဆောင်ရပေးနေသူတွေစီကသိရပါဗျ။မြို့ပေါ်ကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေလည်းမနာတန်းတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေပေမဲ့လည်းဆက်ရနေရကြီးတွေလိုပျက်စီးတွေမပြေဆုံးတာကြောင့်မို့ထိထိရရောက်ကုညီနိုင်တာတွေမလုပ်နိုင်သေးဘူးလို့သိရပါဗျ။ စကိုင်းဘက်ကိုလာတဲ့လမ်းတွေတံတားတွေလည်းပြက်စီးနေတော့အခုထိကူညီထောက်ပံ့ရေးတွေရောက်မလာကြသေးပဲမြို့ပေါ်မှာကိုဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေမရတဲ့နေရာတွေမရကြောင်းလက်စစ်မီးတွေလည်းတစ်မျိုးလုံးပြက်နေပြီးမြို့ပြက်ကြီးလုံးလုံးဖြစ်သွားခဲ့ကြောင်းနဲ့တေဆုံးသူတွေထဲမှာကလေးငယ်တွေများကြောင်းကယ်ဆယ်ရေးလုပ်နေသူတဦးကပြောပါတယ်မတ်လ29ရက်နေ့ညနေပိုင်းအထိငလင်တန်းကျောက်တည်ဆုံခဲ့တဲ့ရုပ်အလောင်း200နီးပါးကိုမိသူတို့ပေးခဲ့ပြီးဖြစ်ကာမတ်လ29ရက်နေ့ညအုပ်ပိုင်းအထိရှာဖွေကယ်ဆယ်ရေးတွေဇက်တိုက်လုံးဆောင်နေကြကြောင်းနဲ့ ငလင်တန်းခံရတဲ့ပြည်သူတွေနဲ့ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်တွေအတွက်တောက်ရည်နဲ့အစားအစာတွေအရေးပေါ်လိုအပ်နေကြောင်းလည်းသူကဆက်ပြောပါဗျ။မလင်တန်းအပြင်းထန်ခံရတဲ့စကိုင်းမျိုးကရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေမှာစစ်ကောင်စီတပ်ဘက်ကပအဝင်ကူညီဆောင်ရွက်တာတွေမတွေ့ရှိရသေးဘူးလို့လည်းဆိုပါရယ်။မပြည့်စုံတဲ့ဂျားကကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုတတ်နိုင်သလောက်ဆက်လက်လုပ်သွားကြမှာပါလို့လည်းစကိုင်းတိုင်းအခြေဆိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံတအုပ်က TV ကိုပြောပါရယ်ရှင်။ မန္တလေးတက္ကသိုလ်ပင်မဆောင်မီးလောင်တာမှာတက္ကသိုလ်ဝင်ဆောင်ပွဲအဖြစ်လွှာ၄သိန်းလောက်မီးလောင်ပျက်စီးခဲ့ရတယ်လို့စစ်ကောင်စီကမတ်လ29ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။မတ်လ28ရက်နေ့ကအင်အားအင်မတန်ပြင်းတဲ့ငလင်လှုပ်ခတ်ခဲ့ပြီးသကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်နဲ့ပဲခူးတိုင်းတို့မှာငလင်ဘေးတံကြောင်အများအပြားထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတာပါ။ ပြင်းထန်ငလျင်လှုပ်ခတ်ခဲ့တဲ့အချိန်မှာစားစစ်လုပ်ငန်းတွေလှုပ်ဆောင်နေတဲ့အချိန်ဖြစ်ပြီးစားစစ်လုပ်ငန်းလုပ်နေတဲ့ဆရာဆရာမ268ယောက်ဟာပင်မဆောင်အောက်ကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့သိရပါဗျ။မန္တလေးတက္ကသိုလ်ပင်မဆောင်ဟာလည်းငလင်တန်းကြောင့်ပြိုကျပျက်စီးခဲ့တဲ့အပြင်နောက်ဆက်တွဲဖြစ်မီးလောင်ခဲ့တာကြောင့်ပင်မဆောင်ကြီးတစ်ခုလုံးမီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတာနဲ့အတူမန္တလေးတိုင်း၊စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့က2024-25တက္ကသိုလ်ဝင်စာမှုဘွဲဖြည့်လွှားရတယ်လဲမီးလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗျ။ မန္တလေးတိုင်းကဖြည့်ဆို့သူဦးရေ46,944ယောက်ရဲ့အဖြည့်လွှာအုပ်ရေ28,940အုပ်စကိုင်းတိုင်းကဖြည့်ဆို့သူဦးရေ9,317ယောက်ရဲ့အဖြည့်လွှာစာအုပ်ရေ43,829အုပ်ကချင်ပြည်နယ်ကဖြည့်ဆို့သူဥယေ8699ရောက်ရဲ့အဖြည့်လွှာစာအုပ်ရေ9289တို့မိလောင်ပြည့်စည်ဆုံးရှုံးခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ဒါရီနဲ့ပတ်သက်ပြီးဘလို့ဆက်လုပ်မယ်ဆိုတာကိုတော့ထုတ်ပြန်ထားတာမရှိသေးပါဘူးရှင်။